မန္တလေးတိုင်းချမ်းမြသားစီမျိုးနယ်မှာမကြသေးခင်ကဖြစ်သွားတဲ့တတော်လေးတုံလို့ဆရာပြည်မှုတစ်ခုကြောင့်ကျမတို့ဆွေးနွေးကြည့်ကြမယ်။ဟုတ်ကဲ့။ဒါကတကယ်ကိုကြားရတာစိတ်မကောင်းစရာဖြစ်ပြတကူပါ။အင်းအသက်84နှစ်အရွယ်အဖွားတယောက်အသက်ခံရတယ်။သူ့မြေးလဲတန်းရအပြဲထန်ရသွားတယ်။ဟုတ်ပါတယ်။ပိုပူးအံ့ဩစရာကောင်းတာကကျူးလွန်သူကတခြားသူမဟုတ်ဘူးလေ။ဟုတ်ပါတေဆုံးသူရဲ့အတူမအရင်အဲကျောင်းဆရာမဒီရောက်ဖြစ်နေရော။ တကယ်ကိုမယုံနိုင်စရာပဲဒီကိစ္စကိုကြိုးလို့နားလည်ဖို့အတွက်အဓိကသတင်းရင်းမြစ်နှစ်ခုကိုခြေခံပြီးပြောကြမယ်ဟုတ်ကဲ့တခုကတော့အဖြစ်ဖြစ်အသေးစိတ်အချင်းတို့နေရာတို့ဘသူတွေပါလဲဘလို့ဖမ်းမိလဲဆိုတာတွေပေါ့နောက်တစ်ခုကတော့အဲလူမှုရေးစိတ်ပိုင်းဆိုင်ရာရှုထောင့်ကနေသုံးသပ်ထားတဲ့ဆောင်းပါးတွေပေါ့ပါအင်းဆိုတော့ဒီနေ့ကျွန်မတို့ရဲ့ရည်ရွယ်ချက်ကဒီအဖြစ်ဖြစ်ရဲ့အကြောင်းစုံကိုတိဖို့ကျူးလွန်သူရဲ့စိတ်ထဲမှာဘာဖြစ်နေလဲဘာလို့ဒီလိုလုပ်ရလဲဆိုတာကိုနားလည်ဖို့ကြိုးစားကြည့်မယ် ဟောပါငွေကြေးအခက်အခဲကမိသားစုတန်ရုံစဉ်ကိုဘလို့ထိခိုက်စေတယ်လဲဆိုတာရောပေါ့မှန်ပါတယ်။နောက်ပြီးဒီကနေ့ကျမတို့လူဖွဲ့စည်းတော့ဘလို့သင်ခန်းစာတွေရနိုင်မလဲ။ဒါတွေကိုအတွင်းချစ်ကြပြောကြမယ်လေ။ကဲအရင်ဆုံးအဖြစ်ပြက်အခြေခံအချက်လက်တွေပြန်ကြည့်ရအောင်။အချိန်က အောက်တိုဘာ26ရက်နေ့မနက်9:00နာရီလောက်အိမ်ဝန်းကြီးမှာဖိခဲ့တာ။ဟုတ်ကဲ့။နေရာကချမ်းမြသာစီမြို့နယ်မြို့သစ်2ရပ်ကွက်လမ်းကွနစ်အေလို့တည်ရတယ်။အိမ်အမက်တယောက်ချစ်စနစ် အင်အဲ့ဒီမှာဒေါခင်းဆိုမြင့်အသက်ရှိစေလေးနဲ့အငင်းစားစာကြည့်တိုင်မူပေါ့နော် ဟုတ်တယ်သူနဲ့သူမင်းအသက်36နှစ်ဒေါအေးအေးခိုင်တော့အတူနေတာဟုတ်ပါတယ်ရေးရရောက်သွားတော့အဘွားကအဲ့ခံထန်ကုန်မှာဥခေါင်တန်ရရင်းနဲ့တည်ဆုံးနေပြီမင်းဖြစ်သူဒေါအေးအေးခိုင်ကြတော့အေးခေါင်ကုတင်ပေါ်မှာသူလဲဥခေါင်နဲ့နားထဲမှာတန်ရရင်းနဲ့တတိလင်းနေတဲ့အချိန်နဲ့တော်တော်ဆိုးပုံရပါတယ် ကျားရတာအကဲကိုစိတ်ထိခိုက်เสียပါအတုံးပြတဲ့လက်နက်ကလည်းတန်ရိုက်သူဆိုတော့အင်းမှာအလွဲတူရှိနေတာတဲ့ပစ္စည်းမျိုးလေဟုတ်ပါဒါကပို့ပြီးတော့ကြောက်ဖို့ကောင်းတယ်သက်ဆိုင်ရာ yes ခိုင်းကတော့အမှုဖွင့်ထားတဲ့ပုံမှာတွန့်ရတဲ့လူတက်မှုနဲ့326ပြင်းထန်နာကျင်စီမှုပေါ့စစ်ဆေးနေတော့ပဲလို့သိရပါတယ်ဟုတ်ပဲဒီအမှုမှာတန်တရာရှိသူကိုဖမ်းမိတဲ့အချိန်နီးရလဲနင်းနေအင်းစိတ်ဝင်စားစရာပဲဘလို့ဖြစ်လို့လဲတန်တရာရှိသူကတော်ဆူဆူထုံးလဲ တေဆွန်သူရဲ့တူမရင်ပင်ဥလွန်ကအလကားဖောကဆီယမဟုတ်တီသူ့ကိုဘလို့ဖမ်းမိလဲဆိုတော့အခင်းဖစ်တဲ့အောက်တိုဘာ26ရက်နေ့နေ့9နာရီကျော်မှာသူကအခင်းဖစ်တဲ့အင်ကိုပြန်လာတယ်ဟမ်ပြန်လာတယ်ဟုတ်တယ်အဲ့ဒီအချိန်မှာပဲရဲကဖမ်းလိုက်တာသူတိယသတင်းမျိုးမှာပြောထားတာကသူပြန်လာတဲ့ပုံစံကအေးဆေးဆေးပဲတယ်ဘာမှမဖြစ်ခဲ့ဘလို့မျိုးဆိုတော့အဲ့ဒါတော်တော်ထူးဆန်းတယ်နော်ပြီမှုကျူးလွန်ပြီးအခင်းဖြစ်တဲ့နေရာကိုအေးဆေးပြန်လာတယ်ဆိုတာကဟမ် ါကသူစိတ်ချင်းတွေကိုစဉ်းစားစရာပဲဟုတ်ပါဒါမဲ့ခုတီထားတဲ့လောက်ကတော့ဒီပြမှုရဲ့အဓိကအတွန်းအားကငွေကြီးအခက်ခဲပဲဟုတ်ကဲ့သူရဲ့ထွက်ဆိုချက်တွေရဆိုရင်ဟုတ်တယ်သူက2023ဇူလိုင်လွန်ကတည်းကနွားထူးကြီးကနေပြင်ဦးလွင်ပြောင်းလာတာအိမ်ကားနေရတော့ငွေကြီးအခက်ခဲတွေစာချုပ်ခဲ့တယ်ပေါ့ဗျာအဲ့နောက်ပိုင်းသူအတော်နဲ့ဘလို့ပတ်သက်လာတာလဲအဲ့မှာ2023ကဇူလိုင်လမှာသူအတော်လိုခင်လက်ဒေါကင်ဆိုးမြေကမန္တလေးမြို့အသက်5ရက်ကအင်ကိုရောင်းလိုက်တာသူသိရော သူလေးခက်ခဲချင်နေတော့ဒေါ်စီမငွေကြီးပို့တောင်းတယ်လေအတော်ကလေးအိမ်ရောက်လို့ငွေအကုန်ရပါစီစဉ်သေးမယ်လို့ကတိပေးခဲ့တယ်လို့ဆိုတယ်အဲ့ကတိစကားကပဲပြဿနာရဲ့အစဖြစ်သွားပုံပဲနော်အမိအဖြစ်တော့ဟုတ်နိုင်တယ်ဘာလို့လဲဆိုတော့ဒေါကင်ဆိုမြင့်ကအိမ်ရောက်ပြီးဒီချမ်းမြသားစီကအိမ်ကိုဝယ်ပြောင်းလာလဲဒါမဲ့ဒေါ်ဆိုဆိုထွန်းခံစားရတာက အတော်ကကတိအတိုင်းသူ့ကို မကူညီဘူးပေါ့ ကတိမတိဘူးလို့ယူဆသွားတာဟုတ်တယ်အဲ့ဒီမှာငွေခက်ခဲဖြင့်ယုံကြည်မှုပါပျော်ကွဲသွားတယ်နာကြီးစိတ်ဝင်လာပုံရတယ်အဲ့ဒီနေ့ပဲနောက်ဆုံးဒီလိုကြောက်စရာလုပ်ရတဲ့အဖြစ်သွားတာပေါ့တော်တော်ရှုပ်ထွေးတဲ့ခန်းစားချက်ဒီပဲအဲ့နောက်တိုက်ခိုက်မှုဖြစ်ပုံအသေးစိတ်ကကောတတိယနေ့ရဆိုရင်အောက်တိုဘာ24ရက်နေ့ကအတော်ကဖုန်းဆက်ခေါ်လို့သူမန်လေးကိုရောက်နေတာဟုတ်ကဲ့25ရက်နေ့မနက်မှာတော့သူတို့၃ယောက်အတူတူဈေးထွက်ဝယ်ကြသေးတယ် အတော်ရဲ့မြေးရဲ့သူရဲ့ပေါ့အပြင်ပန်းမှာတော့ပုံမှန်ပဲပေါ့နော်ဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒီနေနေလက်စားစားပြီးချိန်မှဖြစ်သွားတာမြေးဖြစ်သူကဧကန်ခုတွေမှာအိပ်ပျော်နေတယ်အတော်ကထိုင်ကုန်မှာထိုင်နေတယ်အဲ့ဒီအချိန်မှာ तू ကသူကအင်ဝင်ဝါနာကတစ်သားဒေတာတွေကနေတန်ရိုက်တူကိုယူလိုက်တယ်လို့ဆိုတယ်ပြီးတော့သူထဆူချက်အရာအိတ်နေတဲ့သူဝမ်းကွက်ကြီးမှာကိုအရင်တန်ရိုက်တူနဲ့၃ချက်လောက်ထူရိုက်တယ်တဲ့อืม ပြီးမှထိုင်ကုန်းမှာထိုင်နေတဲ့အတော်အသက်84နှစ်အဖွားကြီးရဲ့ခေါင်းကိုတစ်ချက်သေးထုချလိုက်တယ်ဆိုပြီးဝန်ခံထားတယ်။တကယ်ကိုရက်ဆက်လွန်ပါတယ်။အဲ့နေချိန်အကာအကွယ်မဲ့ချိန်ကိုရွေးတယ်။လက်နက်ကိုကြိုတိပြီးယူထားတယ်။ဒါကကြိုတင်ကြံစီမှုအရေးအယောင်တွေတွေ့ရတယ်။ဟုတ်ပါတယ်။တိုက်ခိုက်ပုံကလည်းအညိုးအတေးကြီးနဲ့လှုပ်တယ်လို့ပဲ။အဲ့ဒီနောက်မှလည်းသူကမရက်သေးဘူး။အဲ့ဒီတန်ရိုက်တူနေပဲအတော်ရဲ့အိတ်ခမ်းတွေကတန်တေတာကိုရိုက်ဖွင့်တယ်။ဟုတ်ကဲ့။ ဒေတာထဲကအောင်းသမားတိတန်စိမ့်နေရွှေဆက်ချက်သားတတုံနောက်ပြီးအရာဘော်ကငွေချက်သိန်းတရာအဲ့ဒါတွေယူထွားတာပြီးတော့ချက်ချင်းပြုံးလွန်ကိုပြန်ပြေးတယ်နောက်တနည်း26ရက်နေ့မှာအဲ့ဒီရွှေကိုရောင်းတွေကျွေးတွေဆက်လိုက်တယ်ပေါ့အင်းဒီအရာစွေးမှု အချက်လက်တွေကတုံလို့เสียကောင်းသလိုဒီနခွဲကလူမှုရေးရှုထောင့်တွေကိုလည်းကျွတ်စဉ်းစားဖို့လူလာပြီဒုတိယတည်င်းရဲ့မြက်ကသုံးသက်ချက်တွေကဒီနေရာမှာအရေးကြီးလာတယ်ပထမဆုံးကတော့ လောဘရဲ့ကြောက်စရာဆွမ်းအားပဲဟုတ်ကဲ့ငွေအခက်ခဲကလူတိုင်းကြုံနိုင်တာပဲဒါပေမဲ့ဒါကိုဘလို့ဖြည့်ရှင်းလဲဆိုတာကအရေးကြီးတယ်လောဘကိုရှေ့တန်းတင်လိုက်ရင်음လူတစ်ခါတော့ထွေသားတော်ဆက်မှုတော့ဂျေဇုတရားတော့အကုန်မေ့သွားနိုင်တယ်ဒီကိစ္စမှာတော့ရွှေဆက်ချက်သားနဲ့ငွေသိမ်းတရားကလူအသက်ဟတ်မိသားစုဟတ်ပိုအရေးကြီးတော့ပုံပဲ ဒုတိယသတင်းရင်းမြစ်ကသုံးထားတဲ့စကားအတိုင်းပဲသွေးသားရင်ချဟတ်တောက်ပတ်ခဲ့သောရွှေသားတတုံဆိုတော့တကယ်မှန်နေတယ်။ဟုတ်ပါတယ်။ဒုတိယချက်ကပို့ပြီးတော့တောင်းစင်သားစရာပါ။ပညာနဲ့သီလကင်းမဲ့မှုရဲ့အန်ဒရယ်။ဒါတော်တော်တုံလို့ဖို့ကောင်းတဲ့အပိုင်းပဲ။ကျူးလွန်သူကပညာတတ်ဆရာမှဒီရောက်ခင်နေတာ။ဟုတ်တယ်။အနာဂတ်မျိုးဆက်တွေကိုစတင်ပေးရမယ့်သူကဒီလိုဖြစ်တယ်ဆိုတော့ပညာတက်ရုံနဲ့လူတယောက်ကိုချင်းတရားကောင်းပြီလို့အမမခံနိုင်ဘူးဆိုတာရှင်းနေတာပဲ။ အသိပညာရှိအောင်လည်းမရအောင်အဲ့ဒါကိုမှန်မှန်ကန်ကန်သုံးဖို့တီလာလိုတယ်ကောင်းဆိုးခွဲခြားနိုင်တဲ့ညံလိုတယ်အဲ့လိုသဘောပေါ့နော်ဟုတ်ပါတယ်တီလာနဲ့ညံမပါတဲ့ပညာကတကယ်ကြောက်စရာလည်းနဲ့ဖြစ်သွားနိုင်တယ်လေဒီအဖြစ်ကတတ်တယ်ပဲဆီယမတယောက်အနေနဲ့သူ့ရဲ့ပဝန်းကျင်ဖြီးရတွေအလို့ကအခက်ခဲတွေကကောသူဆုံးဖြတ်ချက်အပေါ်ဘလောက်တက်ရောက်မှုရှိနိုင်မယ်လို့သုံးသပ်ထားလဲအဲ့ဒီသေးစိတ်ကတော့တရင်းရင်းမြစ်တွေမှာတိတိကျကျမတွေ့ရဘူးဒါပေမဲ့ပြုံးလွင်ပြောင်းရတော့စရိတ်စက်ကများပြီးငွေခက်ခဲတယ်ဆိုထားတော့ ဟိုပြောင်းရွှေ့ရတဲ့အကြောင်းရင်အဲ့ဒီကလူနေမှုစရိတ်တွေကဖီးယားတော့ဖြစ်စီမှာပဲဒါပေမဲ့အဓိကကတော့ပညာတက်ဖြစ်ပေမဲ့ဒီဖီးယားတွေကိုမခံနိုင်ပဲလမ်းမရွေးထွားတယ်ဆိုတာပဲဒါကတတိယသင်ခန်းစာဖြစ်တဲ့ဆွေမျိုးရင်းချာချာယုံကြည်မှုနဲ့တတိယနဲ့ဆက်ဆက်သွားပြီပေါ့ဟုတ်တယ်ကျွန်တော်ယဉ်ကျေးမှုမှာဆွေမျိုးသားချင်းဆိုရင်အရန်ယဉ်နီးယုံကြည်ကြတယ်ဒါပေမဲ့အဲ့ဒီယုံကြည်မှုကြောင့်ပဲတခါလေသတိလွတ်သွားတတ်တယ် ဒီမော့ကအရင်ဆုံးလူစီကတော့အန်ဒီယဲလာနေတယ်ဆိုတာကိုတတိပေးနေတယ်လို့ပဲဆွေမျိုးမယုံရဘူးလို့ဆိုလိုတာတော့မဟုတ်ပေမဲ့ဟုတ်ပါကိုလုံကျော်ရဲ့တတိတော်ထားမယ်အထူးသဖြင့်ငွေကြေးခက်ခဲစိတ်ဖိစီးမှုရှိနေတဲ့နီးစပ်တူတွေရဲ့အမူးအကျင့်ပြောင်းလဲတာမျိုးကိုတတိထားဖို့လိုတယ်ဆိုတဲ့သင်ခန်းစားပဲတော်ခင်ဆိုမင်းဆိုရင်လည်းသူ့တူမှာအခက်ခဲကိုတိပေမဲ့ဒီတော့ဒီချစ်လာမယ်လို့တော့ထင်တာမှမဟုတ်ဘူးလေဟုတ်ပါပါရှင်နောက်ဆုံးတစ်ချက်ကောနောက်ဆုံးကတော့ စိတ်ဖိစီးမှုကိုမာရင်းစွာဖြေရှင်းရဲ့ဆိုကျူပါလူတိုင်းစိတ်ဖိစီးမှုကြုံရတာပဲငွေကြေးကြောင့်ဆိုပိုးဆိုးတယ်ဒါပေမဲ့အရေးကြီးတာကဒါကိုဘလို့ရင်ဆိုင်မလဲဘလို့ဖြေရှင်းမလဲဆိုတာပဲဟုတ်ကဲ့တော့ဆူဆူထွမတခြားရွေးစရာလည်းမရှိနိုင်တယ်အတော်နဲ့ပြန်ဆွေးနွေးတာမျိုးတခြားဒူဒီစီကအကူအညီတောင်းတာမျိုးပေါ့တရားဝင်ချင်းတွေရှာတာမျိုးပေါ့အင်းဒါပေမဲ့သူကအဲ့ဒါတွေမရွေးပဲအလွေဆုံးထင်ရတဲ့ တကယ်တော့အမောင်မိုက်ဆုံးရာဇူမှုလိုင်းကိုရွေးလိုက်တယ်ဒီရွေးချယ်မှုမားတစ်ခုကသူ့ပြဿနာကိုလည်းမရှင်းတဲ့အပြင်ဘဝတစ်ခုလုံးကိုနောင်တရစေမဲ့ဥပဒေရပြစ်ဒဏ်ကြီးခံရမယ့်အမားကြီးဖြစ်သွားတာပေါ့ဟုတ်ပါတယ်ပြောအပြစ်မဲ့တဲ့လူနှစ်ယောက်ရဲ့ဘဝကိုပါဖျက်ဆီးလိုက်သလိုဖြစ်သွားတယ်တကယ်ဝမ်းနည်းစရာအကျိုးဆက်တွေပါလက်ရှိချင်းတွေကတော့ဆူဆူထွန်းကိုဖန်ထားပြီး စစ်ဆေးမှုတွေဆက်လုပ်နေတုံးပဲနော်ဟုတ်ပါတယ်ဂျန်နီထဲရဲ့တက်တီခံဖြစ်စီတဲ့ပြန်ရှာရတို့အချက်လက်တွေစုပြီးဥပဒေနဲ့ညီအရေးယူဖို့လုပ်နေတယ်လို့သိရပါတယ်ကဲဒီနေ့ကျမတို့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင်ငွေကြီးအခက်ခဲခနဲ့အစပြုတ်ပြီးမိသားစုထဲမှာယုံကြည်မှုပစ်ကတိမတီးဘူးခံစားရရကနေနောက်ဆုံးတွေးသားရင်ချကိုပတ်တဲ့အထိဖြစ်သွားတဲ့အရန်ဝမ်းနေစရာအဖြစ်ဆိုးတစ်ခုကိုကျမတို့လေးလာခဲ့ကြတာပေါ့ဟုတ်ပါလေဒီနေ့နေရတဲ့တင်ကန်စားတွေကို ထပ်ပြောရရင်တစ်ကလောဘရဲ့အစွမ်းပေါ့ရွှေနဲ့ငွေကလူအတတန်ရုံးစင်ထပိုသွားနိုင်တယ်ဟုတ်ကဲ့နိကပညာတတ်တိုင်းကိုချင်းတရားကောင်းခြင်းမှာကောင်းမယ်ပညာရဲ့တီလာရဲ့ညာရဲ့ရှင်သွဲဖို့လိုတယ်อืมတုံးကမိသားစုမှာယုံကြည်မှုအရေးကြီးပေမဲ့ဖိအားအောင်ရောက်နေချိန်မျိုးမှာတတိထားဖို့လိုတယ်လေကတော့ စိတ်ဖြစ်စည်းမှုကိုမှန်မှန်ကန်ကန်ဖြည့်ရှင်းတတ်ဖို့အရေးကြီးပုံပဲမားရွဲ့နဲ့ရွေးချယ်မှုရဲ့အကျိုးဆက်ကတိအကြောင်းဆရာကောင်းနေဒါတွေကဒီဖြစ်ကနေတက်ရိုက်ရနိုင်တဲ့စဉ်းစားစရာတွေပါပဲဒီနေရာမှာမဆုံးမတက်ခင်ကျွန်တော်အလုံးဆက်သွေးဖို့မိကွန်လေးတစ်ခုထားခဲ့ခြင်းတယ်ကျွန်တော်လူဖွဲ့စည်းရဲ့ဖျောက်တယ်ဥပမာစီးပွားရေးမတည်ငိမ့်တာရုပ်ဝတ္ထုကိုအလေးပေးလွန်တာတွေကလူတွေရဲ့ကိုကျင့်တရားကိုဘလို့တိုက်ဆိုင်နေလဲဟုတ်ကဲ့အထွန်းတစ်ဖက်အခုလိုအပြင်းပန်းလေးစားစီရာ ပညာတက်လို့မြင်ရတဲ့သူတွေကြားမှာတော့ဒီလိုပြိုလဲမှုတွေဖြစ်အောင်ဒီဖျားတွေကဘလို့အားပေးနေတယ်လေ။ဟွန်းစဉ်းစားစရာပဲ။ဒါမို့တစ်ဖက်ကစဉ်းစားရင်ဒီလိုငွေရေးကြီးရဲ့အရန်ဖြီးစင်းနေတဲ့သူတွေအကြရိုက်နေတဲ့သူတွေလမ်းမမရောက်အောင်ဒီလိုဆွဲတဲ့လိုရက်တွေမလိုမိအောင် တို့အတိုင်းအဝန်းကဘလို့ပို့ပြီးကူညီပေးနိုင်မလဲ။ဘလို့အကောက်ကွေးတဲ့အထောက်ပံ့တွေပေးနိုင်မလဲပေါ့။ဟုတ်ပါတယ်။ဒီလိုဖြစ်ဆိုးတွေထပ်မဖြစ်ဖို့ကျတို့တူးချင်းရောအဖွဲ့စီအနေနဲ့ရောဘာတွေလုပ်သင့်လဲ။ ဒါကိုဆက်ပြီးစဉ်းစားကြည့်စေချင်ပါတယ်တကယ်အလေးအနက်ထားရောက်မဲ့အချက်ပါပဲအဆုံးသတ်အနေနဲ့ကဒုတိယတည်င်းဆောင်ပါတဲ့ကခန်းစားချက်အတိုင်းပဲပေါ့ဒီဖြစ်ဆိုးမှာအသက်ဆုံးရှုံးပေါ်တဲ့အဖွားတော်ခင်ဆိုးမိအထက်တကယ်ဝမ်းနည်းရပါတယ်ကောင်းရဘုံဘဝရောက်ပါစေဟုတ်ကဲ့တန်ရာရတော့လေမြေဖြစ်သူတို့အေးခိုင်လေအမြန်ဆုံးဘေးကင်းကျန်းမာပါစေလို့ဆုတောင်းရင်ဒီကြေကွဲစရာအဖြစ်ကန်နေကျမတို့အားလုံးအထက်နနရှိုင်းရှိုင်းတန်ဝေကရစရာ သင်ငန်းစာယူစရာလေးရနိုင်ပါစေလို့မျှော်လင့်ပြီးဒီနေ့အတွက်ဒီမှာပဲရပ်နားလိုက်ပါစေ။